တရားရင်ဆိုင်မှုပြက်ကွက်ခဲ့တာကြောင့်ဖန်ဝင်ရထုတ်ခံထားရတဲ့ Fatherland ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်ဟာဇန်နဝါရီလ9ရက်နေ့မောလဲ3နာရီကကြောက်တရားမြို့နယ်တရားရုံးကိုလာရောက်အဖမ်းခံခဲ့တယ်လို့ကြောက်တရားမြို့နယ်တရားရုံးကစုံစမ်းသိရှိရပါတယ်။ဦးကျော်မြင့်အမှုအတွက်၎င်းရဲ့မိတ်ဆွေနှစ်ဦးကတရားရုံးကိုငွေကျပ်သိန်း1000နဲ့အာမခံရယူခဲ့ပြီးတဲ့နောက် ကြံတဲ့တရားရုံးချိန်တွေကိုဥကြုံမြင့်ကလာရောက်ရင်ဆိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မြို့နယ်တရားရုံးက2014ခုနှစ်ဒီဇင်ဘာလအတွင်းဒုတိယအကြိမ်ဖမ်းဝင်ရထုတ်ခဲ့ပြီးဆယ်ရက်အကြာမှာအခုလိုလာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။ဥကြုံမြင့်ကဒီနေ့မိုးလယ်ပိုင်းမှာတရားရုံးကိုလာရောက်အဖမ်းခံပြီး သူ့ကိုတရားရုံးကလွှဲစာထုတ်ပြီးအင်းစင်အချင်းထောင်ကိုဒီနေ့ပို့လိုက်တယ်လို့ကြောက်တရားမြို့နယ်တရားရုံးအထုတ်ခန်းမှရဲအရာရှိတဦးကဆိုပါရယ်။ဦးကျော်မြင့်ကိုကြောက်တရားမြို့မှရဲစခန်းကပ362မြင်းဆောင်2014ပြည်မှုပုံမှာ420မြင်းဆောင်468တို့နဲ့အမှုဖွင့်ထားတာဖြစ်ပါရယ်။